ဲအားလုံးစောင့်မျှော်နေတဲ့ငမန်းကြိုက်တယ်ဆိုတဲ့လှုပ်ဝှက်ချက်ကိုဖော်ထုတ်ကြည့်ရအောင်။ငမန်းကအင်တာနက်ကိုကြိုက်စားဘူးခဲ့တာတော့တကယ်အမှန်ပဲဖြစ်ပါတယ်။1980ပြည့်နှစ်အလွန်ကနဦးကေဘယ်တွေမှာဆိုရင်ငမန်းကြိုက်တယ်ဆိုတဲ့မှတ်တမ်းတွေကတကယ်ရှိခဲ့ပါတယ်။ ငမန်းနေရာလျှက်စစ်တန်လိုက်လိုင်းတွေကိုအာယုံခံနိုင်စွမ်းရှိတဲ့အတွက်ကြောင့် DKB တွေကိုသူတို့ရဲ့အစာအဖြစ်အထင်မှားပြီးတော့ကပ်ဖြတ်ခဲ့ကြတာပဲဖြစ်ပါတယ်။တော်တို့နေ့စဉ်ဖတ်နေတဲ့ message ကြည့်နေတဲ့ video ၊ဝေလွဲ transition message တွေကဘယ်ကနေဘလို့ရောက်လာလဲလို့ထင်လဲ။လူတိုင်းကတော့ဂျိုရူကိုပဲမြင်ကြမှာပါ။ဒါပေမဲ့တကယ်တမ်းကဘာကြီးကိုချိတ်ဆက်ပေးနေတာကအကာတာတဲ့ဂျိုရူတွေမဟုတ်ဘဲနဲ့တမုတ်တရာကြမ်းကင်းအောက်မှာရှိနေတဲ့စူပါဂျိုးတွေပဲဖြစ်ပါတယ်။ကမ္ဘာအင်တာနက်ရဲ့95ရာခိုင်နှုန်းကျော်ကိုတည်ဆောက်ထားတဲ့ဒီဂျိုးတွေရဲ့စွမ်းအားကအံ့ဩစရာပါ။ ါဆိုရင်ဘာလို့ဒီလိုကြီးမားလာတဲ့ကျိုးတွေကိုပင်လယ်အောက်မှာထားရလဲနောက်ပြီးတော့လူပြောများနေတဲ့ငမန်းကိုက်လို့အင်တာနက်ပြတ်တယ်ဆိုတဲ့ဒဏ္ဍာရီရကောအစစ်မှန်ဟုတ်လားအင်တာနက်ပြတ်ရခြင်းအဓိကအချက်ကငမန်းကိုက်တာကြောင့်လားဒါမှမဟုတ်တခြားတစ်ခုခုကြောင့်လားဒီကေဘယ်တွေကိုဘာလို့တုံးလဲဆိုတဲ့အချက်နှစ်ချက်နဲ့စတင်လိုက်ရအောင်ပထမချက် That's be your life ဂျိုရူတွေလိုမျိုးအာကာသစီကိုအချက်ပြပြီးတော့မှပြန်လာတာမျိုးမဟုတ်ဘဲနဲ့ D fiber optic cable တွေက data ကိုအလင်းမြန်နှုန်နှီးပါနဲ့တည်ဆောက်နိုင်ပါလေ။ဒါကြောင့်မလို့ကျွန်တော်တို့ video ကပြောတဲ့အချိန်မှာတစ်ဖက်ကပြောတဲ့စကားကိုတစ်ဖက်ကချက်ချင်းပြန်ကြားနိုင်ပြီးတော့ lap တယ်ဆိုတာမရှိတလောက်ဖြစ်နေတာပါ။နံပါတ်2အချက်အနေနဲ့ကတော့ data super highway လို့ခေါ်ပါတယ်။ဒီဂျိုတစ်ချောင်းဟာအာကာသထဲမှာရှိတဲ့ဂျိုရူတစ်ခုလုံးတဲ့အစပေါင်းများစွာ data ပမာဏကိုတည်ဆောက်ပေးနိုင်လို့ပဲဖြစ်ပါတယ်။အဲအားလုံးစောင့်မျှော်နေတဲ့ငမန်းကြိုက်တယ်ဆိုတဲ့လှုပ်ဝှက်ချက်ကိုဖော်ထုတ်ကြည့်ရအောင်။ နမန်းကအင်တာနက်ကိုကိုက်စားဘူးခဲ့တာတော့တကယ်အမှန်ပဲဖြစ်ပါတယ်1980ပြည့်နှစ်အလွန်ကနဦးကေဘယ်တွေမှာဆိုရင်နမန်းကိုက်တယ်ဆိုတဲ့မှတ်တမ်းတွေကတကယ်ရှိခဲ့ပါတယ်နမန်းတွေကလျှက်စစ်တန်လိုက်လိုင်းတွေကိုအာယုံခံနိုင်စွမ်းရှိတဲ့အတွက်ကြောင့်ဒီကေဘယ်တွေကိုသူတို့ရဲ့အစာအဖြစ်အထင်မှားပြီးတော့ကိုက်ဖြတ်ခဲ့ကြတာပဲဖြစ်ပါတယ်ဒါ ਉਹ အင်တာနက်ကုမ္ပဏီတွေကတော့အလက်ပိုက်ကြည့်မနေပါဘူးသူတို့ရဲ့ cable အပြင်ဘက်ကိုတန်ရက်ကလိုမာကြောတဲ့အလှော်အထက်ထက်နဲ့ကာကွယ်ထားကြပါတယ်ကိုယ်ကဲလိုကုမ္ပဏီမျိုးဆိုရင်စစ်ပတ်တုံးကာဗလာလိုမျိုးတွေတောင်မှပတ်ပြီးတော့ ကာကွယ်ထားကြပါတယ်ဒီလိုကာကွယ်မှုတွေကြောင့်2006ခုနှစ်နောက်ပိုင်းမှာ ငမန်းကြိုက်လို့ကေဘယ်ပြတ်တယ်ဆိုတဲ့မှတ်တမ်းကလုံညံ့နေပါဖြစ်သွားပါပြီ။အင်တာနက်ကိုအမှန်တကယ်အနေရပြုတ်နေတဲ့ရန်သူကငမန်းမဟုတ်ပါဘူးလူသားတွေပဲဖြစ်ပါတယ်။ကေဘယ်ပြတ်စီးမှုရဲ့80ရာခိုင်နှုန်းကျော်ပါဆိုရင်သမောတွေရဲ့ကြောက်စုတွေငါးဖန်းလီတွေရဲ့ပိုက်ကုန်တွေကြောင့်အဖြစ်များပါတယ်။အထူးသဖြင့်ကန်ယူရက်နဲ့နီးတဲ့ရေတိမ်ပိုင်းတွေမှာပို့ပြီးတော့အဖြစ်များကြပါတယ်။ကေဘယ်တွေတက်တော့သွားပြီဆိုရင်အထူးသမောတွေကဟိုးရေအောက်မိုင်းပေါင်းများစွာတီးဆင်းပြီးတော့ကေဘယ်တွေကိုရေပေါ်ပြန်ယူပြန်လည်ပြုတ်ပြင်ပြီးတော့မှဟိုးအောက်ကိုပြန်ချပေးရတာပါ။ ဒီလုပ်ငန်းစဉ်တွေကအချိန်လဲကြာမြင့်တယ်လို့မျိုးကုန်ကျစရိတ်လည်းမြင့်မားပါတယ်ကျွန်တော်တို့ရဲ့မျက်သိရှိမှာလည်းအင်တာနက်ကဂျိုရူဝလာတယ်လို့ထင်ရပေမဲ့တကယ်တမ်းအင်တာနက်ကအသက်သွေးကျော်နေစဉ်ဘဝမှာအင်တာနက်ကိုကောင်းကောင်းမွန်မွန်အသုံးပြုနိုင်မှုအတွက်လူ့ဘဝဆိုအလုံးလောက်ကင်မိနေတာကဟိုးပင်လယ်အောက်မှာရှိနေတဲ့ဒီဂျိုးတွေရဲ့ကျေးဇူးကြောင့်ပဲဖြစ်ပါတယ်